ဒီနေ့ကတော့အရန်လောက်ရလို့ကုလချက်စီတမင်လောက်ဆက်မှာဖြစ်ပါတယ်။မင်္ဂလာပါ။ဒါလေးကချက်စီတမင်ချက်ဆာမှာဖြစ်ပါတယ်။ချက်တာကီလိုဝက်ပေါ့နော်။ပြီးလို့ရှိရင်ဒီမှာချက်တွန်းလေးအလုံးလေးတွေကိုချမ်းသာပါမယ်။ပြီးရင်ချင်းထဲမယ်။ပြီးရင်ချက်တွန်းယူပါမယ်။ဇပလင်ပါမယ်။ချက်ယူနဲ့ချက်တာကို ပြုတ်ထားပါမယ်။အရေခွန်းလေးတွေကိုစီပြန်တဲ့အထိ လောပါမယ်စီလေးနဲ့ထည့်ပြီးမှပေါ့နော်ပြီးရင်ငရုတ်ငရုတ်ကောင်းလေးကိုထောင်းထည့်ပါမယ်တကပဲငံကြီးအနောက်တစွန်းထည့်ပါမယ်တာငံကြိုင်အကြီးတစွန်းထဲပါမယ်ဒိတ်တိတ် ါလေးကငရုတ်ကောင်းထောင်းထားတာဖြစ်ပါတယ်ဒါလေးကနန်းနန်းစီလျော်နည်းနည်းထိတ်ရမှာပေါ့နော်မူရအောင်ချစ်သားမုံလေးအနေငယ်ထဲပါမယ်ချစ်သားရေခွန်ကြော်ရဲထဲကိုထပ်ပတ်စီလေးနည်းနည်းထည့်မယ်နော်ဒီရင်ဒီရအစီလေးရဲ့နည်းနည်းထည့်မယ်ဟင်း အေးခွန်ချစ်သွားတဲ့အထိစီထွက်တဲ့အထိကျော်ပေးရပါမယ်။ဒါလေးကမီးလေးနဲ့ပြုတ်ထားပါပြီ။အယိုးရဲ့အသားရဲ့ချစ်တမိတ်ကျော်ထည့်ထားတယ်နော်။ချက်အေးခွန်လေးချက်သားစီပြန်လေးမစီလေးပြန်နေပြီနော်။ချက်အေးခွန်လေးတွေနဲ့မစီပြန်နေတိကျော်ထားတယ်။ဒါကရေဆေးပြီးစစ်ထားတဲ့ဆံမနော်စစ်စီတမင်းစံ ချက်စီခမင်းချက်မဆောင်ကိုဒီမှာအဲချက်အရေကွန်စီပြောင်းတည်ထားတဲ့ဟာလေးနဲ့သူကမွေးတော့အနေလော်ပြရမှာပေါ့နော်ဒါလေးကကြောက်ဖြုံဒီပါဒါလေးကကြက်တောက်ဆန်းလေးနဲ့ကျက်စီတမင်နဲ့စားဖို့လုပ်ထားပါပါဒါလေးကိုမီးလေးနဲ့လော်လိုက်မယ်ပေါ့နော်ပြီးရင်တမင်ပေါင်းအိုးတဲ့ထက်ချက်ပါမယ် ကခုနလော်ထားတဲ့ဆန်လေးတွေကို ထမင်းပေါင်းထည့်ထည့်နေတာပါ။မင်းပေါင်းနဲ့ထည့်ပြချက်မှာမနော်။ခုနကချက်ပြုတ်ရီကိုထည့်မယ်နော်။ခုနပြုတ်ထားတဲ့ချက်သားပြုတ်ရီကိုမထမင်းအိုရက်ထည့်ပြီးတည်ပါမယ်။ထည့်မယ်။ဒီချက်သားတော့ကမြင်ထားမယ်ပေါ့နော်။ချက်ရိုးကချက်တော့ဆန်လေးချက်ပါမယ်။ ောပတ်သောပတ်လေးထည့်မှာပေါ့နော်ကိုတွေကဘယ်လိုပြောမလဲသောပတ်ချက်စီသမင်းပေါ့နော်အထူးဆန်းပေါ့ဒါလေးကချက်စီသမင်းကိုခလုံးနှိပ်ပြီးတဲပါပြီဒါလေးကချက်တော့ဆန်းအတွက်ပြင်ဆင်တာဖြစ်ပါတယ်မကြီးရထဲမယ်မချက်ရိုးပါရနော်စပလင်းတို့ပါတို့ခနာပြုတ်ထားတဲ့ကြက်ရိုးယူထားဖြစ်ပါတယ်ခန်းကျင်ကြီးတို့ချက်တုန်ကြီးချက်တုန်ပြူနှစ်နံစိတ်ထောင်းထဲထားပါတယ်စိုင်းကြမောပေါ့နော် ကြခံချက်တော့စမ်းလေးနဲ့ကျက်စစ်တမင်းလေးနဲ့စားမှဖြစ်လို့နော်ကျက်တော်မင်းကျက်စစ်တမင်းလေးပါဒါလေးကကျက်တော့စမ်းလေးကိုဒီမှာကြောက်ဖြုံဒီရွှေဖြုံဒီလေးတွေထဲမယ်ဟိုအရန်စားကောင်းတယ်မင်းနဲ့ချက်တော့အရန်မယ်ရှေ့မယ်ဒါလေးကကျက်တော့စမ်းချိုးချင်ငန်စားပေါ့နော်ရှေ့ရှေ့ဒါလေးကကျက်စီသမင်းနဲ့စားမယ်ကျက်တော့စမ်းပေါ့နော်ရှေ့ပဲနော် ရှင်ငန်ရှူဆက်ပေါ့နော်ဆက်လေးကဲဒါလေးကတော့ထောပါချက်စီသမင်းလေးရပါပြီဒီမဲ့ဒါလေးကပလက်ချောင်းကြော်လေးပါဒါလေးကချက်သားလေးပါဒါလေးကခုန်နီလေးဒါလေးကစီပြန်ချက်ထောပါချက်စီသမင်းလေးပါတကထောပါချက်စီသမင်းနဲ့တွဲစားမဲ့ချက်ခိုင်ချက်တော့ဆန်းလေးပေါ့နော်ချူရှင်ငန်ဆက်အယိုးနဲ့ တည့်ထားပါတယ်ကြက်ရိုးနဲ့တည့်ထားပါတယ်စားမှာဖြစ်ပါတယ်လှူစားကြည့်ကြပါလွယ်လွယ်လေးပဲနော်သမီးပေါ့အိမ်မှာလွယ်လွယ်လေးနဲ့သမီးသားစုလုံးစားလို့ရမယ်ချက်စစ်သမီးလေးကိုလှူစားကြည့်ကြပါနောက်မှပြန်တွေ့မနော်